မင်္ဂလာပါ28ရက်ဆယ်လ2025ဒါမနက်ခင်းဇန်နဝါရီတွက်ပါကျမစင်နာကဲမနေ့ကတော့နက်ခတ်တဲ့နက်ခတ်ရိုက်သွားပြီပါဝါတော့မလားဒီနက်ခတ်နဲ့ဆယ်ပြီကနန်းဘူဘရိတ်နက်ခတ်နဲ့ဆယ်ပြီကနန်းနဲ့ပြီးတော့ဒီနေ့ဘက်ကတော့နက်ခတ်တွေပါဝါတွေမကြခဲ့ဘူးအခုတစ်ပတ်တော့နက်ခတ်ဦးဆုံး xin lỗi nhá cô chào nè kẹ nè kẹ nè nè xe bù bù rịch xin tòa đi đi khá Thật ra quá ဒီကဒီကကောင်းခြိုက်တဲ့သူများဒီကကောင်းပြေးပါမယ်ဒီကကောင်းဒီမှာမြားတို့ကျင်တဲ့သူများဒီကကောင်းထိုးကျင်တဲ့သူများဟုတ်ပြီလားဒီကကောင်းလိုင်းလေးကျွန်တော်တွေ့ထားပါတယ် ငါကိုပေါင်းခြင်းငါကိုပေါင်းခြင်း၄ဖြစ်ပါတယ်ငါနဲ့ကိုနဲ့ပေါင်း၄ဒါငါကိုပေါင်းခြင်း၄ပါအဲ့လို့ဆို ီသုံးလုံးပေါင်းရင်လည်းလေးဖြစ်ပါလားလေးဖြစ်တယ်နှစ်ရှစ်လေးပေါင်းရင်လည်းလေးပါဟုတ်ပြီနော်ငါးခုပေါင်းရင်လေးဖြစ်လို့နှစ်ရှစ်လေးပေါင်းရင်လည်းလေးပါဒါလေးငါးခုပေါင်းရင်လေးနှစ်ရှစ်လေးပေါင်းရင်လည်းလေးပါ lớn tự à, lê phiền ok hầu bị Nào được rồi. tôi nhớ chào bò nhé တုံညာ6ပုံရင်6ပါတုံညာနဲ့6နဲ့ပေါင်း6ဆိုတော့ဒီ3လုံးပေါင်းရင်တော့6ဖြစ်သလားဒါလည်းပဲ6ဖြစ်ပါတယ်ဟုတ်ဒီ3လုံးပေါင်းရင်လည်း6ပါတုံညာ9ပေါင်းရင်တုံညာ9ပေါင်းရင်လည်း 6ဖြစ်ပါတယ်ဟုတ်တယ်နော်3ည6ပေါင်းရင်6ဖြစ်လို့3ည9ပေါင်းရင်လည်း6ဖြစ်ဖြစ်စင်လေးတွေ6တုံညပေါင်းရင်နှလုံးပေါင်းရင်6မို့လို့3ည9ပေါင်းရင်လည်း6ပဲ kia okay, khu gì tiếng Anh bao nhiêu tiếng Anh này bao tiếng Anh này bao chả, ở đây nó tiếng Anh này bao chả chả sửa gì à khu ကဲနှစ်နှစ်ပေါင်းရင်၄ပါဒါတင်းငါပေါင်းရင်6မလို့နှစ်နှစ်ပေါင်းရင်၄6ဖြစ်ချင်တော့ကြဘာရှိလဲ6ဖြစ်ချင်တာပါတင်းငါအပေါ်အလိုပဲဒါ9ကို4ဖြစ်လို့သူတို့တုံလုံးပေါင်းရင်နှစ်၈၄ပေါင်းရင်၄ဖြစ်တယ်တုံညာ6နှလုံးပေါင်းရင်6ဖြစ်လို့ဒီတုံလုံးပေါင်းရင်တုံညာခွင်ကိုပေါင်းရင်6အခုလည်းပဲတင်းငါပေါင်းရင်6ဖြစ်ပါတယ် 6ဖြစ်လို့နှစ်နှစ်ပေါင်းရင်၄၄ဆိုတော့ကြာ6ဖြစ်ချင်တော့ကြာ2ဒါဆိုရင်နှစ်၃လုံးပေါင်းရင်6ပါဒါကြောင့်မို့နှစ်ပိတ်ကဲနှစ်ပါဟုတ်ပြီနော် โอเคဟုတ်ပြီဒါနှစ်ပိုင်းနှစ်ပိုင်းလို့ခေါ်လို့ရပါတယ်နှစ်ပိုင်းရပြီโอเคနောက်တစ်ခုကြည့်အောင်နောက်ဟာလဲလှပါတယ်ချိမိစိမ်တို့ဒီမှာငါငါဒီကငါမို့လို့ဒီ၃လုံးပေါင်းရင်ငါဖြစ်တယ်လား၃၃၉ပေါင်းရင် ဒီကငါမလို့339ပေါင်ရင်9ပါဟုတ်တယ်နော်ဒီကငားမို့လို့တုံလုံးပေါင်းရင်339ပေါင်းရင်9ပါအဲ့လို့ဆိုခုဒီမဲ့ဒါလဲ9ပါပဲ ဒါလေးငါအဲ့မှာငါဆိုတော့ကြဒီတစ်ကိုတစ်ငါတစ်ငါပေါင်းရင်6 6နဲ့9နဲ့ပေါင်းငါဒါလည်းပဲငါပါကဲဒီကဒါက9မို့လို့3 3ကိုပေါင်းရင်လည်း9ပါဒီကလည်း9မို့လို့1 5ကိုပေါင်းရင်လည်း9ဖြစ်ပါတယ် ဟုတ်ပြီနော်ဒါငါဖြစ်တယ်အဲ့ဒါဆိုအခုဒီမဲ့၄ဒီမဲ့၄၄လို့လို့ခွင်း6ပေါင်းချင်းခွင်း6ပေါင်းချင်း3မှာ3ကို၄ဖြစ်ချင်းတာဒီက၄ခံ၄ရှိတာလို့ခွင်း6ပေါင်းချင်း3 3ဆိုကြ၄ဖြစ်ချင်းတာဟုတ်ပြီနော်ပါရှိတယ်ဒါဆိုရင် တက်ကဲတပေါက်ထဲတပေါက်ထဲကြိုက်တဲ့သူများခွင်6တက်ပေါင်ရင်း4ပါဒီက4မို့လို့ခွင်6တက်ပေါင်ရင်း4ဒါတော့ကတော့ပေးခဲ့တယ်ပဲ5ဒီမြေ5 5မို့လို့339ပေါင်ရင်း5ပါဒါမှလည်း5 5မို့လို့159ပေါင်ရင်း5ပါခုဒီမဲ့၄၄မို့လို့ခွင်6တက်ပေါင်ရင်၄ပါဒါတက်ကတက်ကတမှုရှိတော့ရင်နော်ဟုတ်ပြီနောက်တစ်ခုကျွန်တော်ဆက်ပြမယ် nào tiết thể gì lại sẽ bị hôm nay nó ta tiết thể cái nào đó chi à thì mình lấy thì à lấy một lô tông nè cô bao nhiêu bao đâu lấy vào လေးထိပ်လေးမို့လို့၃နှစ်ကိုပေါင်ရင်၃လုံးပေါင်ရင်လေးဖြစ်ပါတယ်ဟုတ်ပြီနော်လေးဒါဆိုရင်ဒီမှာ၁ဒီမှာခွင် sorry ဒီမှာခွင်အဲ့မှာခွင်ဆိုတော့ကြဒီ၃လုံးပေါင်ရင်တော့ခွင်ဖြစ်တယ်လားဒါလည်းပဲဖြစ်တယ်ကြည့်လိုက်ကဲ ဒီမဲ့ခွန်မလို့တိခွန်ကိုပေါင်းရင်ခွန်ဖြစ်ပါတယ်ဟောဒါလည်းပဲခွန်ဖြစ်ခြင်းဟုတ်တယ်နော်ဒီမဲ့လေးမလို့သုံးလုံးပေါင်းရင်သုံးနှစ်ကိုသုံးလုံးပေါင်းရင်လေးပါလေးဖြစ်တယ်ဒီမဲ့ lucky 7ခွန်မလို့တိခွန်ကိုပေါင်းရင်လည်းခွန်ဖြစ်ပါတယ်ဟုတ်ပြီနော်ဒါခွန်ဖြစ်တယ်ကဲအခုလာမယ်ဒီမဲ့ခွန် ီမဲ့ခွန်းခွန်းမို့လို့ဒီသုံးလုံးပေါင်းရင်တော့ခွန်းဖြစ်တယ်လားကြည့်လိုက်ပါခွန်းကိုခံတာခွန်းကိုပေါင်းရင်6ပါ6ကိုခွန်းဖြစ်ချင်တဲ့ကြတိထိတ်စီပဲဒါဆိုရင်တိထိတ်စီလိုက်လိုင်းကနှစ်နှစ်မူနဲ့ကျွန်တော်ပြပေးထားပါတယ်ပထမ9မို့လို့တုံတုံကိုပေါင်းရင်9ပါဒီမှာလဲ9မို့လို့တင့်9ကိုပေါင်းရင်9ပါ ဒီမဲ့၄မို့လို့ခွန်၆၁ပေါင်းရင်၄ပါအခုကလည်းဒီမဲ့၄၄မို့လို့၃၂၉ပေါင်းရင်၄ပါခွန်မို့လို့၁ခွန်၉ပေါင်းရင်ခွန်ပါဒီမဲ့လည်းခွန်မို့လို့ခွန်၉၁ပေါင်းရင်ဒါခွန်ပါဒါဆိုရင်တပေါက်သေး1 2 1 2တပေါက်သေး1 2တပေါက်သေးကိုချစ်မိတ်ဆွေများဒီကနေ့လေးပြန်ညမမေးပါနဲ့ဦးနှစ်ရှစ်မနေ့ကနှစ်ရှစ်ထွက်ထတာ တစ်နှစ်ခက်ရှစ်ရှစ်နှစ်လဲပြန်ထိုးကြပါဦးရှစ်နှစ်လေးလဲရန်ထိုးပါတစ်နှစ်တပေါက်တော့တပေါက်သေးပဲဒါပေမဲ့ရှစ်နှစ်တစ်နှစ်ခက်ရှစ်လေးလှည့်သွားမှဆိုလို့ရှစ်နှစ်လဲရန်ထိုးကြပါနို့ဟုတ်ပြီနော်ကဲကျွန်တော်ကတော့မင်းကတော့တင်းနစ်တင်းနစ်ပဲ အရင်ကတော့၈နှစ်ကဲမင်းကတော့၁နှစ်ပါချင်းမေဆွေများကြာရင်ယူဖို့ဗျာကျွန်တော်မင်းမင်းကတော့၁နှစ်12အရင်ကတော့၈နှစ်ဒါ၁နှစ်တပေါက်သေးပါ၁နှစ်တပေါက်သေးရဟုတ်ပြီလားဒါပေါင်းရင်းလေးတွေကတော့သူ့အနေတွေကအကုန်လုံးပေးနေတာပဲဒါပေးနေတာ site တွေပဲခွန်မလို့ခွန်ကိုတက်ပေါင်းရင်းခွင် လေးမို့လို့ခွင်6ပောင်းချင်းလဲလေးပဲဖြစ်စင်ရတော့ထပ်သူကြနေပါတယ်ဒါကြောင့်မို့12 12မင်းရတော့12အရန်82ကဲအားလုံးကိုကျေးဇူးတင်ပါတယ်